အားသောဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ22ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးသတင်းတစ်ပုဒ်ကတော့မာကာသတင်းစာကဖော်ပြထားတဲ့ Real Madrid တို့ဝင်လူဖို့ကြံနေခဲ့တဲ့ Nico Williams နဲ့ပတ်သက်ပြီးဖော်ပြပြီးသားပါစပိန် La Liga Club Bilbao ကိုအသင်းရဲ့တိုက်စစ်တောင်ပန်ကစားသမား Nico Williams နဲ့ပတ်သက်ပြီးတော့ Arsenal နဲ့ Chelsea အပြုံမှဒီပြိုင်ပွဲတွေကို Real Madrid ကလည်းဝင်လာခဲ့တယ် Real Madrid လိုမျိုးတိုက်စစ်တောင်ပန်ကစားသမားတွေအများကြီးရှိတဲ့အသင်းကဘာကြောင့်ဒီတဲတဲဝင်လာလဲဆိုရင်မေးခွန်းထုတ်ကြလိမ့်မယ်သူတို့မှလည်းသူတို့ပြည်တနာနဲ့သူတို့ နီးပြားကဇာဘီအလုံးစိုးရောက်လာမယ်အသင်းရဲ့တက်စစ်တောင်ပံကစားသမားတဦးဖြစ်တဲ့ရိုဒီဂိုကဖတ်ဖို့ရေပန်းစားနေတယ်ဗင်နီရှက်ဂျူနီယာကလည်းတိတ်ပြီးမတည်ငြိမ်တဲ့အနေအထားမှာရှိနေတယ်အဲ့တော့ဒီကစားသမားတွေအဲ့လိုတိုင်ပတ်နေတဲ့အချိန်မှာ quality မြင့်စပိန်သားလည်းဖြစ်တယ်တက်စစ်တောင်ပံမှာလည်းတုံးလို့ရတဲ့ကစားသမားကိုရီယယ်တို့ကစောင့်ကြည့်မှုလုံလာခဲ့တာသူတို့ဝင်လူမယ်ဆိုလဲခေါ်လို့ရသွားတယ်တခုတော့ရှိရနော်ဘာစီလိုနာကိုသွားခြင်းပါတယ်ဆိုပြီးဝန်ခံထားခဲ့ဘူးတဲ့နီကိုဝီလျံကလွယ်လွယ်ကူပဲရီယယ်ကိုခေါင်းငှိမ့်ပါမလား ကြံခဲ့တဲ့ရပ်ပိုင်းတုန်းကလည်းဒါလန်ဒန်မှာအင်ရှာနယ်ဆိုတဲ့အချက်ကချက်စီးနဲ့အာဆီနဲ့နှစ်သိန်းနဲ့တသိန်းကိုရွေးဖို့တူစိတ်ပိုင်းဖြစ်ထားလဲဖြစ်နေတယ်။ဒါပေမဲ့စပိန်သားတွေရဲ့ဒီတခုမှာအတွေးတခုရှိတာကစပိန်ပြည်တွင်းကနေမထွက်ရရင်သူတို့ကပိုကြီးပျော်လေးရှိတယ်။အဲ့ဒီချက်တော့ရှိရနော်။အဲစပိန်ပြည်တွင်းလည်းဖြစ်တယ်။အင်အားကြီးကလပ်တင်းတခုလည်းဖြစ်တယ်။လိုချင်တဲ့လောက်ခလာစားရရဆိုလို့ရှိရင်တော့ရီယယ်မှာပြောင်းသွားနိုင်တဲ့တစ်ချက်တော့ရှိတယ်။ဒါပေမဲ့ချက်စီးရောအာဆီနယ်ဒီကစားမနဲ့ပတ်သက်ပြီးတော့စာချုပ်ဖြစ်တဲ့ညို့ပေးမယ်။ ဒါပေမဲ့လောက်ခလာတော့ညှိပြရစီဆိုတဲ့အနေထားနဲ့စောင့်ကြည့်နေကြတာလူစည်းကွက်ကလည်းမဖွင့်သေးတဲ့အတွက်ပေါ့အဲ့ဒါကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်အဲ့တော့ဒီကစားသမားအနေနဲ့ဒီသူ့ကိုခေါ်မယ်ဆိုတော့စာချုပ်ဖက်တင်ကြီးက UO 58တန်းရှိတယ်အသက်က22နှစ်ဖြစ်နိုင်ခြေတခုကိုကျွန်တော်ပြောပြမယ်အဲ့ဒါက Real Madrid ကနေထွက်ခေါ်မယ်ဆို Rodrigo ဒီ Chelsea နဲ့ Arsenal နှစ်သင်းနဲ့တသင်းသင်းကိုပြောင်းသွားခဲ့သည်ရှိတော့ Real က Nico Williams ဝယ်မှာအကယ်များ ရီယယ်မက်ဒရစ်ကသူ့ရဲ့တက်စစ်တောင်ပံကစားသမားကြီးတဦးမှမထုတ်ဘူးဆိုရင်တော့နီကိုဝီလီယံဝင်ပြီးလူးစရာအကြောင်းအမရှိတာသူတို့မှာလုံလောက်တဲ့တက်စစ်တောင်ပံပုံနေပြီလို့ပြောလို့ရတယ်။ဒါပေမဲ့အာဆင်နယ်နဲ့ချယ်ဆီကြတော့အသေးအံဝင်ကကစားသမားတဦးလိုတယ်။အဲ့ဒီတော့သူတို့ကလည်းနီကိုဝီလီယံကိုနံပါတ်၁ပြစ်မှတ်ဖြစ်သတ်မှတ်ထားတယ်။ကိစ္စတွေကတော့တော်တော်များပြီးစီးနေပြီဆိုရင်အဲ့လောက်ခလာတာမှညှိမရတာ။အဲ့တော့ရိုဒီဂိုကိစ္စကတော့နီးစပ်လာဆိုတော့ရိုဒီဂိုနဲ့ပတ်သက်ပြီးရီယယ်ကတ်ထားတာက UO တန်းတရာ ောင်အားပြီဆိုရင်85တန်းလောက်ရှိရယ်အဲ့အနေထားအဲ့တော့နီကိုဝီလျံဝယ်မယ်ဆိုတော့ UO 58တန်းပဲကြမယ်။ဒါပေမဲ့နောက်ခွက်မှာထပ်ပြီးပြရမယ်။လောက်ခလာစားသည်အဲ့ကစားမောက်ပိုင်ထားတဲ့နေ့အထိဘသူခေါ်ခေါ် DJ လောက်လို့သွားကြမယ်။အဲ့လိုဆိုတော့ရူရီကိုကတော့အသက်24နှစ်ရှိပြီ။နီကိုဝီလျံတော့အသက်22နှစ်ရှိပြီ။ဘယ်ကစားမောက်ဘယ်ရောက်မလဲ။ရီယာကနီကိုဝီလျံခေါ်ပြီးတော့ချယ်ဆီနဲ့အာဆီနယ်တသင်းသင်းစီရူရီကိုပြန်ထုတ်သွားမလား။ကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေ။ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒင်းချင်းကဖော်ပြထားတာသူကတော့လန်ဒန်အခြေစိုက်သတင်းထောက်ဒင်းချင်းပေါ့လေသူရဲ့ဖော်ပြထားချက်အရတော့ခရစ်စတယ်ပဲလီအသင်းရဲ့ကွင်းလက်တက်စစ်ကသားမ EVH အစည်းကိုအာဆင်နယ်ကစာချုပ်ဖြတ်သိမ်းကြီးပေးပြီးခေါ်ဖို့အတွက်စဉ်းစားနေတယ်ဘရိုခေါ်မှာမဟုတ်သေးဘူးစဉ်းစားတဲ့အဆင့်မှာပဲရှိသေးတယ်စိတ်ဝင်စားတဲ့အဆင့်တော့တဆင့်တက်သွားခဲ့ပြီး ဆွေးနွေးတဲ့အဆင့်တော့မရောက်သေးဘူးဒီစားမောင်ငါတို့ခေါ်ရင်ကောင်းမလားဆိုပြီးဘုတ်ဖွဲ့တွင်စဉ်းစားတဲ့အဆင့်မှာပဲရှိသေးတယ်အရင်ရေမခုန်တယ်ဟုတ်နောက်တစ်ချက်ရှိတာကအာဆင်တဲကဒီစားမောင်ဘာကြောင့်စာချုပ်ဖြစ်တဲ့ကြီးပေါင်တန်း80ပြီးခေါ်มาလဲ EVRG အစည်းရဲ့တကက် professional duty သည် husband မှာစောတဲ့ attacking midfielder မြင်သာအောင်ပြောမယ်ဆိုရင်တော့ဒီ Mickey Mayne တို့ Martin Odegaard တို့ Fabio Vieira တို့စောတဲ့ time မျိုးအဲ့တော့ Fabio Vieira လည်းအငှားနေပြန်လာမှာ အတင်းမှာလည်း180လိုမျိုး talent မြင့် attacking midfield ကစားသမားရှိတယ်။ဘယ်ဘက်ချမ်းမှာလည်းဒါခိုင်ဟန်ဘက်တို့ကိုထိပ်ပြီးသုံးလို့ရတယ် main တို့လည်းရှိတယ်။ Declan Rice ကလည်းအမှတ်တက်ဆုတ်လို့ရတယ်။အဲ့လိုပုံတဲ့ကစားသမားကြီးခြေထဲမှာ FA ကြီးအစည်းကိုဘာကြောင့်ခေါ်မှာလဲ။တစ်ဖက်နေကြုံတွေးလိုက်ရအောင်။တိုက်စစ်တောင်ပန်ကစားသမားမဝယ်ဘဲနဲ့ဒီကစားသမားကိုဝယ်ပြီးတော့အဲ့ဘက်ကတင်သုံးမယ်ဆိုရင်ရော။ तू ကငွေတော့အာဆင်နယ်မှာဒီ2000 6ကနေပြီးတော့ 2011ခုနှစ်တွင်အာဆင်နယ်လူငယ်သင်းမှာသူစော့ခဲ့ဘူးတဲ့အဲ့တုန်းကတော့ဒီအတက်ကင်မဖီမာရဲ့လက်ဝင်ကမှာစော့ခဲ့ဘူးတဲ့ဒါကကြာခဲ့ပြီသူငယ်ဘွားတုန်းကအဲ့ဆိုတော့ပဲလေးမှာတော့သူကကွင်းလိုင်းတက်ရှော့ဘောလုံးတွေရီကဗာရီလုပ်တဲ့အပိုင်းမှာဘောလုံးဖြတ်နေအပိုင်းမှာတကယ် finishing ကို physical power တကယ်ပြည့်တဲ့ကစားသမားအသက်ကတော့26တော့ရောက်လာပြီဒါပေမဲ့ကစားသမားတူရဲ့အကောင်းဆုံးချီသည်25နှစ်အသက်30အထွေးရတော့တကယ်ကို prime time လို့ပြောလို့ရတယ်။အဲ့တော့ဒီကစားသမားတော့2029ခုနှစ်ဒီတက်တန်းရှိတဲ့ပြည်တဲ့ Crystal Palace တို့ကဒီຫນွေမရောက်ရလဲနောက်နှစ်ຫນွေအထိကောင်းကောင်းကင်ထားလို့ရတယ်။ဒီကစားသမားတော့ဘယ်လိုသွားချင်တယ်လို့တော့မပြောထားဘူး။လိုချင်တဲ့ Premier League club တွေကတော့ဝိုင်းဝိုင်းနေကြတယ်။စာချိုးဖြစ်တဲ့ကြီးပေါန်တန်း80ဆိုတဲ့အချက်ကြောင့် ချက်ချင်းလက်ငယ်ရောင်းဝယ်မှဖြစ်သေးတာအဲ့တော့ဒီသားမဒီယာဒီ42ပွဲမှာ14ဂိုးသွင်းပြီး72လုံးဖိုင်ထားတယ်အာအီးနဲ့အခုမှသတင်းထွက်တာပေါ့မနစ်ကတည်းကသတင်းထွက်တာမနစ်ကတော့14ဂိုးသွင်းပြီးတော့ခွန်းလုံးဖိုင်ထားတယ်တပတ်ကိုပေါင်တသိန်းရနေပြီတနစ်ကိုပေါင်9တသမ2တန်းအထိခရစ်စတယ်ပေးလူတို့ကရရရရပေးချီထားတယ်တကယ်ကိုမှငွေတွင်တစ်ခုလို့သူတို့ကတန်ဖိုးထားတာရောင်းမယ်ဆိုလဲအဲ့ဒီပမာဏရမှပေးလေးကလက်လော့မှာတကယ်လဲဒီကစားသမားတွေအားနဲ့ပဲခရစ်စတယ်ပေးလီကဒီယာဒီမှာ FA ကကိုစုခူးထားတာ တန်နေပြီဗျာသူတို့ဆိုသိရမလားကျွန်တော်တို့ crystal bay တွေတည်းမှာဘယ်ကစားမောက်ကိုကြိုက်လဲပြောရင်အစည်းပဲကြိုက်တယ်ရင်တော့ quality မြင့်ကစားမတချို့လည်းသူတို့ရောင်းခဲ့ပြီးဟိုတော်တော်လေးကိုကောင်းတာအစည်းอ่ะ arsenal ဘက်ကိုတင်းသွားခဲ့တဲ့ goal တွေပါလဲကြည့်လောက်တကယ်ကိုတက်ရက်နေရောပဲအဲ့တော့ဒီကစားမအနေနဲ့2020တုန်းကကျူပီယာအသင်းဆီကနေ euro 16တန်းနဲ့ပြောင်းလာပြီးနောက်ပါမှာ crystal bay ရဲ့အဓိကကစားမဖြစ်လာတယ် arsenal ရောက်ရန်ကန်တော့အရန်နေပါတယ်ဒါပေမဲ့ဒီလိုလေးသတင်းထွက်တယ်ဆိုတာကလည်းလုံးဝသတင်းမထွက်တာတည်းဆိုင်တော့နည်းနည်းလေးတော့ညှို့လင်းလို့ရပါဘောလေရောက်ရန်ရကန်တော့ တော်တော်နည်းပါတယ်ဆယ်ရာခိုင်နှုန်းပဲရှိပါတယ်တတိယမြောက်သတင်းတော့တော့ကာရီဘရောင်းကဖော်ပြထားပါလေဒါကတော့ဝီလျံဆာလီဗာနဲ့ဂျူရီယန်တမာအင်ဂျူရီတွေတကယ်ကိုစိတ်မကောင်းစရာသတင်းပါပဲအင်ဂျူရီသတင်းတွေကျွန်တော်မပြောချင်ဆုံးပဲအတင်းရှုံးသွားတဲ့ပွဲကြောင်ပြောမလားဆိုရင်တော့နည်းနည်းပြောရတာတော်သေးတယ်နောက်ပွဲအတွက်နိုင်ဖို့ပြင်မြှော်လို့ရတယ်ဒါပေမဲ့ဒရန်အကြောင်းတွေပြောရတာကကိုပေါင်ကိုလန်ထောင်းလိုပဲတကယ်ကိုအဆင်မပြေတာအခုဆိုလို့ရှိရင်ဝီလန်ဆာလီဗာတယောက်ပရီးမီးယားလိနောက်ဆုံးပွဲစဉ်ပရီးမီးယားလိ38အဖြစ် ဒါဆောက်တာတဲ့အင်းပွဲစဉ်မှာမပါနိုင်တော့တကောက်ကျော်အသီးစားဒဏ်ရာရတဲ့အနည်းဆုံးတလားလောက်ကတော့သွားပြီတလားတလားဝေးတော့နားမှာရက်သက်တစ်ဖက်အချို့နားမှာဗောလေအဲ့တော့နောက်တော့ကတော့ဂျူလီယန်ထင်ပါမနေ့ရလေးနေသူ့ရဲ့ခြေကျုံ့ဒဏ်ရာကိုခွဲစိတ်လိုက်တယ်အဲ့ဒီခြေကျင်းမှုဒဏ်ရာကလည်းနာနီရဲသားနဲ့အသင်းအတွက်ပေးဆက်ပြီးကစားခဲ့တာတဲ့အိုက်တာပြောတာတကယ်တကယ်ကစားသမားကြီးလည်းအခုမှစိတ်လျှော့လိုက်ကြတာယာတီကုံတို့မှပဲဒဏ်ရာကိုတကယ်ခွဲစိတ်တဲ့လူနဲ့စိတ်လျှော့ပြီးတော့တကယ်အနာယူလိုက်တဲ့လူနဲ့အဲ့လိုဖြစ်သွားတာဒါတော့မှ ဆောက်တာတန်တဲ့ပုံစံကလုံးဝအရေးမပါတော့တဲ့အတွက်ဒါပေမဲ့နည်းနည်းလေးတော့အရေးပါသေးတယ်အဲ့ဒါပါလဲဆိုတော့အသင်းရဲ့ခံစားမှုတွေအသင်း player တွေအားလုံးက David Raya တက်ရွှေလဲအိစုရောင်းကလစ်ရှစ်တခုယူပေးနိုင်ဖို့တော့လိုအပ်သေးရပါလေကျန်တဲ့ဘက်မှာရမကဘာမှတန်ဖို့မရှိတော့ဘူးဂုံသိခါရပဲကစားတော့မှာ Raya နေနဲ့အဲ့ဒီပုံမှာတပွဲလောက်ကလစ်ရှစ်ထရရင်တော့ပိုကျင်းသေးသွားတာပေါ့လေရွှေလဲအိစုအဲ့တော့24နှစ်ရဲ့ပြည်သက်သားဝီလန်ဆာလီဘာတရားဒီမှာ50တပွဲကစားထားတယ်မနစ်ကလည်း50တပွဲ ဒီယာဒီ50တပွဲမှာ2ကိုးသွင်းတယ်မနစ်က3ကိုးသွင်းတလုံးဖိုင်ထားတယ်ဒီယာဒီမှာတော့ပရီးမီးယားလိ35ပွဲတိကစားထားတယ်ဒါ38ပွဲကံပြီးချိန်မှာ2ပွဲပဲလွဲတယ်အဲ့ဒီလွဲတဲ့2ပွဲကလည်းဒဏ်ရာကြောင့်ကျွန်တော်အိုက်တာနဲ့ပတ်သက်ပြီးဂုံပြူဗီဒီယိုတွေအများကြီးလုပ်ထားတယ်ဒါပေမဲ့အိုက်တာကိုကျွန်တော်မကြိုက်တဲ့ချက်တွေကိုပြောပါဆိုရင်အကစားသမားတွေကိုအတကုံတရုတ်တိုက်ပြီးသုံးတာကောင်းပြီဆိုလို့ကတော့မင်းသုံးပြီပဲခြေဆန်းပွဲအစားဒီကကစားသမားတွေထဲသုံးတယ်မယုံမရှိနဲ့နောက်ဆုံးအသင်းငယ်နဲ့အသင်းလက်တီနဲ့တန်းစင်းဆုံးအသင်းနဲ့ကန်တယ် ချန်ပီယံလိရှိရတော့ကထည့်ပြီးရအောင်သုံးတယ်အဲ့လိုနီးပြမျိုးအဲ့ဒါလာမယ့်ရာသီမှာ အာဒီဒါအနေနဲ့အသင်းရဲ့ကောင်းမွန်ညွန့်စစ်ကစားသမားတွေကို rotation လက်ပြီးသုံးသွားဖို့ရှိရတချို့တွေကပြောတာပေါ့လေမင်းကနီးပြောက်ပဲအပြစ်တည်နေတယ်ဒီလူမှမသုံးဘူးဘသူသုံးအောင်မဟုတ်ဘူးဗျတခါကျလည်းနီးပြတ်တောက်ကဲအရေးချင်းမှရှိတတ်တာက rotation လက်ပြီးသုံးတတ်တာလေနီးပြတ်တောက်ကဲအရေးချင်းပဲဒီ၁၁ယောက်ကိုအကောင်းလုံးအားကြီးလို့ဒီ၁၁ယောက်ပါမှနိုင်မယ်ဆိုတဲ့ဟာနီးပြတ်တောက်ကဲအဓိက quality မဟုတ်ဘူး ဲ့တော့တခါကြရင်ကျွန်တော်တို့ကတချို့ပွဲတွေကိုတကယ်ကောင်းတဲ့ player တွေသုံးတာလက်ခိုက်မယ်တချို့ပွဲမှာအနာပေးတင်တယ်အခုဂျက်ခုခီပြီးရောကျွန်တော်ကောင်းတယ်ဆိုပြီးလက်ခုပ်တီးတယ်ကောင်းပါတယ်ဒါပေမဲ့ Gabriel Magalhaes တန်းမြိုင်အဲ့ပဲရန်ကုန်မှာပဲရှိနေဦးမှာ bro မယုံမရှိနဲ့ဒီ season လေးကိုဒီကောက်ဝင်ကြီးပောင်းပေးတဲ့ show ဘလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမစတော့ Viber ဖုန်းနံပါတ်399 6939 63ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝါရနေပါတယ် iBack ခုချင်ကို sport internet 9သလုံးပစ်တူကိုကစားမယ်ဆိုတော့ကျွန်တော်လည်းလက်တွဲထားတဲ့ show ဘလုံးမှာလာပြီးကစားဖို့အားလုံးဖိတ်ခေါ်ပါတယ် ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့နောင်အဆင်နေရဖော်ပြထားတဲ့ဘန်ဝိုက်သတင်းတွေပဲကျွန်တော်ဆုံးသက်လိုက်အောင်လယ်ရွေးစဉ်အသင်းအတွက်ပြန်ကစားပေးဖို့ကျွန်တော်အစဉ်သင်းဖြစ်နေပါပြီနီးပြတော်မတ်တူချန်နယ်လဲကျွန်တော်စကားပြောဆိုအနေငယ်ပြုလုပ်ထားပြီးပါပြီသူကပုံပုံလေးလေးရှိပြီးတကယ်ကိုတော်တဲ့နီးပြတစ်ယောက်ပါဆိုပြီးတော့ဘန်ဝိုက်ကဒီအင်တာဗျူးချုံမှာဖြေသွားခဲ့တယ်အဲ့ဒီအချက်လက်တွေကြောင့်လာမယ့်နိုင်ငံတကာပွဲစဉ်တွေမှာတော့ဘန်ဝိုက်ကိုတော်မတ်တူချေတယောက်ခေါ်ကောင်းခေါ်သွားနိုင်တယ်တော်တော်များစကားလေးပြောဆိုထားပြီးဖြစ်တဲ့အတွက်ဘန်ဝိုက်ကအခုချိန်မှာလုံးဝစတောင်းဖြစ်သွားပြီတိုက်ဆိုင်တယ်လို့ပြောမှမသိဘူး တင်ပါစတောင်းဖြစ်တဲ့ချိန်မှာဘန်ဝိုက်ဒယာခွဲစိတ်တယ်။ဘန်ဝိုက်ဒယာကနေပြန်လာတဲ့ခါမှာတင်ပါပြန်ပြီးခွဲစိတ်တယ်။ညာချမ်းမှာလည်းသူတို့နှစ်ယောက်ကိုပဲအားကိုးနေရအောင်တူမီယာဆုဆိုကျွန်တော်တို့နာမည်တော်မေးတဲ့လောက်ဖြစ်နေတဲ့အနေအထားမှာရှိတယ်။အဲ့တော့ဘန်ဝိုက်ကတော့နိုဝင်ဘာလလာဇန်တော့ကအသေးစားဒူးဒယာခွဲစိတ်မှုတချို့လုပ်ခဲ့ရတယ်။အဲ့အတွက်လည်း February 22လောက်မှာကျွန်တော်တို့ပြန်ပြီးဝက်ဆန်တဲ့ပွဲစဉ်မှာလူစားလဲပြီးတော့သုံးခွင့်ရခဲ့တယ်ဗောလေ28နှစ်အင်္ဂလန်သားတော့နိုင်ငံအတွက်၄ပွဲပဲကစားခဲ့ရတယ်အသေးနဲ့တော့2028ခုနှစ်တက်တန်းရှိသေးတယ် သိရမလားဂရက်ဆောက်ဂိတ်တို့ ਨੇ ပြဿနာတွေတက်ပြီးတော့အတင်းကဘလောက်ကောင်းကောင်းမင်းကိုမတုံးဘူးกว่าဆိုပြီးခြံထားခဲ့တဲ့နောက်မှာတော်မတ်တူချေလို့ကစားသမားကောင်းတွေကိုမြင့်မြတ်နုံနုံနဲ့သုံးတက်တဲ့နီးပြတယောက်စီမှာတော့ဘာဘက်ကလူလူချင်းနဲ့နိုင်ငံသိတဲ့ပေးဆက်ကစားကြည့်နေဗောလေဒီမှာတချို့ကတော့ပြောတာဗောကစားသမားကောင်းတွေနိုင်ငံလေးစင်တွေကိုလက်မလွတ်ချုံဒဏ်ရာကြီးပြန်လာမှာဆိုတဲ့တော့ဗောလေဒါမှမဟုတ်ကစားသမားတွေရဲ့ရီမန်းချက်ကလည်းနိုင်ငံတော့ပေးဆက်ကစားကြည့်နေတာတူတူကိုကိုဗျာသိရမလား ကိုနဲ့အသက်အရွယ်တန်းတစ်ခုမှာဝင်ပြီးပရီးမီယာလိမှာကန်တဲ့လူတွေကနိုင်ငံလူစည်းစင်မှာဆင့်ခေါ်ခံပြီးကိုကနိုင်ငံပွဲစဉ်ကို TV ကနေကြည့်နေခါကျရင်အဲ့ဖီနေရလဲမမိုက်အဲ့တော့ကျွန်တော်ကကစားသမားကြီးဒရယာမြာပဲနဲ့ပြန်လာစီခြင်းနဲ့ဒါပေမဲ့ခေါ်လို့ရှိရင်တော့သွားကန်စီခြင်းနဲ့ ခေါ်မသွားရင်တော့တခါကျရင်ကိုကစိတ်တူသေးတယ်ခေါ်သွားပြီဆိုဒဏ်ရာပြီရလိုက်နေအဲ့နိုင်ငံလေစစ်အသင်းနီးပြောက်ကိုကျွန်တော်စိတ်တူအဲ့တော့ဘလိုပဲပြောပြောပါဘန်ဝိုက်တယောက်သူစော့ကျင်တဲ့အင်္ဂလန်အသင်းအတွက်သုံးဘက်တူချက်လက်အောက်မှာစူပလိုက်တကူရယူပြီးတော့အမေရိကကိုပြန်လာနိုင်ပါသေးလို့ပဲကျွန်တော်ကဆန္ဒပြုပါတယ်ဆရာသမားမှတ်နှစ်ကတော့ဆိုအသင်းရဲ့အဓိကကစားမဖြစ်ခဲ့တာ52ပွဲကစားတယ်46ပွဲပွဲထပ်ထားပြီးတော့လေးကိုသွင်းငါလုံးဖိန်ထားတယ်ဒဏ်ရာရတစ်ဖက်နဲ့ကစားခဲ့ရဒီရာဒီမှာတော့ထင်မှာပြန်လာတဲ့နောက်မှာတော့စိတ်လျှော့ပြီးတော့ဒဏ်ရာခွဲစိတ်ပလိုက်တယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါခင်ဗျာ